ဲ့တကောကဓမ္မီပါတော့သူ့ဓမ္မီကခါထိုးတာဓမ္မီကပွင့်နေတယ်ဗျာပွင့်ပြီးတော့သူရှိတဲ့နေရာကိုထိုးပြလို့ဖြစ်တော့ဝိုင်ဖန်တော့မိရောအဝိုင်းရိုက်တာသေရောသေလဲသေရောသေရောလုံးဖန်တာတော့လူသားမှုနဲ့ဖန်တာကတရားဦးရောက်တယ်အခုလည်းပဲအဲ तू ကဟိုပိုင်ရှင်ဆိုတဲ့အမျိုးသမီးကဟောဗျာအတတ်တိုင်မှာတုတ်ကျွန်းနဲ့တုတ်စားယူနေမှုကြိုးယူနေကြိုးစားယူနေလောင်းချလိုက်တယ်ဒီကမှာခါခါသေအေးရောအဲ့လိုချင်းချောမှုကြတော့ဒုတိယပိုင်းလို့ခေါ်တယ်ဟောတသက်တကြုံထိချနိုင်တယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လှိုင်သာယာမြို့နယ်ကစတိုးဆိုင်မှာဖြစ်ပွားခဲ့တဲ့ပစ္စည်းကိုယူမှုနဲ့နှိမ့်ဆက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးထိတ်လန့်စရာကောင်းတဲ့ဥပဒေရေးရာတုံ့တက်ချက်တစ်ခုထုတ်ပေါ်လာခဲ့ပါတယ်ခိုးယူသူတမိနှူအားရေနွေးပူလောင်အေးခွန်ခွာမီဟုပြောဆိုချိန်မောင်းခဲ့သူဆိုင်ရှင်ဒေါ်ဝဝခိုင်ဟာပြင်းထန်တဲ့ပြစ်ဒဏ်တွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့နာမည်ကြီးရှိနေကြီးတဦးကတုံ့တက်လိုက်ပါတယ်အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပြီးတော့ကြပါအောင်ခင်ဗျာဟုတ်ကဲ့ဆရာဦးကြီးမြတ်ခင်ဗျာဒီလှိုင်သာယာမြို့နယ်ကဒီအထက်ဆိုင်ဒီဆိုင်မှာအမျိုးသမီးတဦးနဲ့ ဒါ तू ကကလေးလေးပါလာတယ်ခိုးယူဖို့ကြံစီတယ်ပေါ့နော်အဲ့ဒီဆိုင်ကပစ္စည်းတခုကိုဆိုအဲ့ဒီမှာဆိုင်ရှင်ကမိသွားပြီးတော့ဒီအမျိုးသမီးရောကလေးကိုရောဟိုတိုင်မှာကျိုးနဲ့တုတ်ထားတယ်ပေါ့နော်ကျိုးနဲ့တုတ်ပြီးတော့ချင်းချောက်တယ်ပေါ့ယူလို့မှုနဲ့လောင်းမယ်ဆိုတော့အဲ့ဒီဗီဒီယိုကလစ်ကဒါတစ်တော့မှတက်လာတော့အကုန်လုံးကဟိုးလေးတကျော်ဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရဲရတာဆိုင်ရှင်ရောကုနာကဟိုခိုးဖို့ကြံစီတဲ့မျိုးသမီးကိုဖမ်းသွားတယ်လို့သိရပါတယ်ဒါဥပဒေအရဆက်လုပ်မယ်ပေါ့နော်တရားနဲ့ပတ်သက်ပြီးအဲ့တော့ဆရာတရားလွှတ်တော်ရှင်းနေဥပဒေသမားဆိုတော့ဒီတရားနဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်ရှုထောင့်ပေါ့နော်ဗာမ ्या ပြောဖို့ရှိမယ်ဆရာအဲ့ဒါလေးသိကြပါတယ် အော်ကျွန်တော်ကတော့ဥပဒေစာအုပ်ထဲမှာပါတဲ့အတိုင်းဥပဒေအရာပဲပြောတာပေါ့နော်ဥပဒေစာအုပ်နှစ်ခုပေါ့ရစသက်ကြီးတယ်လေ့တုံလေးအခုရေးဆိုင်ရာဥပဒေရေပေါ့နော်အဲ့တော့ဒီစာအုပ်တွေပြထားတာအကြောင်းပေါ့အထောက်ထားပေါ့ကျွန်တော်ကစာအုပ်ထဲကဥပဒေအတိုင်းတင်ပြတာပေါ့နော်အပြင်းမှဖြစ်နေတာတရားတော့ရောင်းမြန်လေးဖြစ်ချင်းဖြစ်သွားမှာကျဲတို့ဥပဒေတို့တရားဥပဒေရောက်တဲ့ခါမှာရှင်းနေလေးကလည်းဝင်ကစားလိုက်တာလေအပြောင်းမြန်နေဖြစ်ကုန်တာပေါ့အဲပြီးတော့တရားခံကပစ္စည်းရှိရင်တမျိုးပတ်ဆိုင်ရှိရင်တမျိုးတရားခံပစ္စည်းမရှိရင်တမျိုးပေါ့ ောက်တစ်ခါတရေလိုကတရေလိုလုံးမဲ့လူကပိုင်ရှင်ကပြည့်စည်ရှင်တမျိုးပတ်စံရှင်ရင်တမျိုးဥပဒေအရအဲ့အပေါ်မှာလည်းလိုက်ပြောင်းသွားတော့ဘူးအဲ့လိုလိုက်ပြောင်းတဲ့ကာလကြီးမှာတရားဥပဒေမစိုးမိုးတဲ့ကာလကြီးမှာကျွန်တော်တို့ကအာမခံပြောတဲ့နေရာမှာဥပဒေစာအုပ်ရပါဥပဒေမှာပါတဲ့အတိုင်းပဲပြောတာပါလို့ဒီလိုပနာမစာပြောခြင်းပါတယ်အဲ့တော့ဥပဒေစာအုပ်မှာပါတဲ့အတိုင်းပြောရရင်တော့ဒီမှုကိုကျွန်တော်လည်းဥပဒေသမားဆိုတော့အဲ့ဆုံးမှာတက်လာတော့ဖတ်ကြည့်တယ်ပေါ့နော်ဖတ်ကြည့်တဲ့အခါကျတော့ဩကျွန်တော်စိတ်ထဲမှာအခုချိန်မှာစစ်အာဏာရှင်လက်ထောက်တရားဥပဒေမစိုးမိုးတဲ့ခါမှာ တရားဥပဒေကြောင့်ပြောရမှာအလွန်ပေါ့နှောက်နေတယ်ပေါ့တိတ်မပြောချင်ဘူးကျွန်တော်ကလည်းကျွန်တော်ဘာသာရေးဖြစ်နေတော့အများပြည်သူကြိုးတော့ဝင်တော့ဆွေးနွေးပြီးမယ်ဆိုပြီးတော့ကျွန်တော်ဒီလိုဝင်လာတာပေါ့လေဒီလိုလည်းပဏာမလေးပြောချင်တော့အဲ့တော့ဒါလေးကိုစပြောချင်တာတော့ဗာလေးဆိုတော့ဟောကလေးတနေအခွင့်အရေးကာကွယ်တဲ့ဥပဒေအရာဆိုရင်တော့နှစ်မျိုးရှိတာပေါ့တစ်ခုကတော့တရားခံဘက်ကအခွင့်အရေးနောက်တစ်ခါအဲတရားခံဘက်ကဘယ်တော့ဖြောင်းမြောက်မှမှတရားခံဖြစ်တာလေကုကောတရားခံဖြစ်တာလားအဲ့လိုရှိတာပေါ့နော်အဲ့တော့ကလေးတနေဥပဒေ ဥပမာ96ကာကြီးအရာဆိုရင်တော့အဲဓာတ်ပုံတွေရိုက်ကြည့်တော့အဲ့တို့အွန်လိုင်းနေတင်တာအတိုင်းမျိုးတွေတင်တာတော့ဆက်သွယ်ရေးဥပဒေပုံမှန်နဲ့ညီစုံနဲ့ပေါ့တင်တဲ့လူကပေါ့အဲ့ဒါတော့ကလေးတို့ငယ်တိတ်ခါကိုထိခိုက်တယ်ပေါ့ဗျာအဲ့ဒါတော့ပုံမှန်တရတိကအရာဆိုထောင်းတိတ်ချနိုင်တယ်နော်ကလေးတို့ငယ်ဓာတ်ပုံရိုက်တဲ့အွန်လိုင်းကိုတင်ဒါတော့ကလေးတကယ်ကိုကာကွယ်တာဥပဒေပေါ့နော်အဲ့လိုကလေးတွေကစပြီးအခွင့်အရေးရှိတယ်ပေါ့နောက်တစ်ခါပါလဲဆိုတော့ဟိုကလေးကိုဟိုစိတ်ပိုင်းဆိုင်ရာချင်းချောက်တာပေါ့ဗျာရင်းနှီးမှုနဲ့လောင်းမယ်လို့ရိုက်မယ်လို့ တို့နဲ့တုတ်တာတော့အစိပ်ပိုင်းဆိုင်ရာချင်းချောမှုဆိုတော့ပုံမှန်100က300ဆိုရင်ထောက်6လာချလို့ရတယ်။ဒါသူ့ရောကြီးပြတာလည်းချမှတ်တယ်။ဒါတော့ကလေးတုံးရဲ့ဥပဒေအရပြောတာပေါ့နော်။နောက်လူကြီးတွေနဲ့ပတ်သက်တော့ရန်သားကြီးဥပဒေဆိုတာရှိတယ်။အဲ့ဒီမှာတော့ဘာလဲဆိုတော့တရားခံဖြစ်မဲ့ဆွဆွဲခံတဲ့လူဘက်ကပေါ့။ဆိုရင်တော့သူကပုံမှန်ပေါ့နှစ်ခုရှိတာပေါ့နော်။ခိုးမှုဖြစ်တယ်ဆိုရင်တော့ခိုးမှုဆိုတာတော့ဒုပစ္စည်းကိုယူရစီတာပေါ့နော်။တစ်ဖက်လူကကွန်ပျူတာမရှိဘဲနဲ့သဘောမတူဘဲနဲ့ ပစ္စည်းကိုယူစီတယ်လို့သူကပြောတယ်ဆိုတော့ယူလိုက်တာပေါ့ဗျာအဲ့လိုဆိုလို့ရှိရင်တန်ပန်ခိုးမှုကတော့389ရပုံမှန်390လုံးနေပဲချလို့ရတယ်အဲ့လိုပုံခင်းနေလူနေထိုင်တဲ့အဆောက်အဦတဲမှာဒါကူတော်နေပါဘို့အဲ့ဒီပုံရှုွယ်ရှုံးနေပေါ့ဗျာခိုးဖို့လုပ်တယ်ဆိုရင်တော့ပုံမှန်380ရခွနင်းတိချနေတယ်အဲ့ဒီလိုဟိုပြထန်းထားတယ်ပေါ့နော်ပစ္စည်းကိုယူစီပြီလားခိုးပြီလားသူ့ထဲမှာပစ္စည်းတွေတွေ့နေပြီလားလက်ဘူးလက်ကြမိနေပြီလားဆိုတာတမီးဟုတ်အဲ့လိုမရောက်သေးဘူးပစ္စည်းတွေလည်းမခိုးရသေးဘူးဆိုရင် ရာဇယူတွေပုံမှာ453ရာအုံရှိုးကြော်နှင်းမှုနဲ့သူကနှစ်နှစ်လောက်ပဲချနေဆိုတော့390ကိုလို့380တို့ဆိုရင်တော့အမကရဖို့ခက်တယ်မပေးဘူးပေါ့ရမပေးဘူး453လောက်ဆိုရင်တော့ကဲခါနဲ့အမကပေးလို့ရတယ်အရင်လိုလုပ်တဲ့လုပ်ငယ်လူတွေကရောဘလို့ပြည့်မှုတွေကျุလုံမိတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့မြို့တစ်မြို့မှာဆိုလို့ရှိရင်ကြီးရတေရပေါ့ဗျာတခိုးကခိုးတာဗျာခိုးဖို့လိုလာတာပေါ့ဗျာမခိုးရသေးဘူးတခိုးတခိုးဆိုတော့ထွက်ပြေးတာအချက်ခိုးအောင်လာတာပါအဲ့ဒါကြတော့လဲခွင်းနေရအဲ့တော့ စပားကြီးကလည်းစိတ်လန့်တော့လက်ကူးနေတော့ပုံနေတော့ပုံနေတဲ့ခါကျတော့သူလူရှားမတို့ကြသူကန်ဆိုးကျင်တော့အဲ့တကောကဓမ္မီပါတော့သူ့ဓမ္မီကခါထိုးထားဓမ္မီကပုံနေတယ်ဗျာပုံပြီးတော့သူရှိတဲ့နေရာကိုထိုးပြလို့ဖြစ်တော့ဝိုင်ဖန်တော့မိရောအဝိုင်ရိုက်တာသေရောသေရောသေတဲ့သေရောအဲ့တေးဝါလုံးဖမ်းတာဗျာအဲ့အဲ့မှာပါတဲ့တေးဝါလုံးဖမ်းတာနော်လူသားမှုနဲ့ဖမ်းတာတတရားဦးရောက်တယ်တရားဦးရောက်တယ်နော်တခါကျတော့ဒီဟာကိုအသေးသေးလို့ရွေးချက်ရှိလားမရှိလားဟိုဘသူလက်ချက်မှန်းတော့မသိဘူးဗျာလူသက်မှုနဲ့မဟုတ်တော့မဟုတ်ပဲနဲ့ ဟိုအပြင်းထန်သောနာကျင်စေမှုပေါ့စူပေါင်းမရဘူးအပြစ်ပေးခံရတယ်တော်တော်ကိုပြင်းပြင်းထန်ထန်အပြစ်ပေးခံရတယ်26နဲ့အပြစ်ပေးလိုက်တယ်ကောင်တော်တွေကြကုန်ညာအဲကျွန်တော်တွေ့ခုလာဘူးလက်တွေ့ပေါ့နော်အခုလည်းပဲအဲ तू ကဟိုပိုင်ရှင်ဆိုတဲ့အမျိုးသမီးရပါဘူးညာအတတိုင်မှာတော့ကျွန်းနေတော့ဆက်ရင်းနှွေးမှုကြိုးရင်းနှွေးကြိုးလားရင်းနှွေးလောင်းချလိုက်မယ်ဒီမှာခါခါလေးအေးရောအဲ့တော့ရင်းနှွေးမှုနဲ့လောင်းချမယ်ဆိုရင်သေသွားနိုင်တယ်နော်ဒါသေးသွားနိုင်တယ်ဒါရင်းနှွေးမှုနဲ့တကယ်သွားလောင်းချမယ်ဆိုရင်အဲ့ဒါကြားတဲ့အခါကျတော့ရာဆိုးမကင်းတော့၆လမ်းမှုဆိုပြီးတော့ဥပမာ906ပါ ထမပိုင်းနဲ့ဒုတိယပိုင်းဆိုနှစ်ပိုင်းပြထန်းထားတယ်။ပထမပိုင်းမှာတော့ဥမာတာမန်6လနာပေါ့ဗျာ။အဲ့အဲ့ဒါမျိုးကတော့ထောင်နှစ်နှစ်ပဲကြာတယ်။အမကလည်းရတယ်။ဒါပေမဲ့ဒုတိယပိုင်းကျတော့သေစီပဲပေါ့။သေစီနိုင်တယ်လေ။ယူလို့ဘူးလေလောက်ချမယ်ဆိုတာသေသွားနိုင်တယ်လေ။အာအရင်ကျစ်တာပဲ။အဲ့လိုချင်းချောမှုကြတော့ဒုတိယပိုင်းလို့ခေါ်တယ်။ဟောတော့တတိယအထိချနိုင်တယ်။တော်တော်လေအခုနောက်ပြင်လိုက်တဲ့ဥတွေရ။ထောင်9နှစ်နှစ်ပေါ့ဗျာ။ထောင်9နှစ်ကိုရှော့ချလိုက်တော့အပြင်းတန်းချင်းချောက်တာပေါ့နော်။ဒုတိယပိုင်းကျတော့ငွေကြေးလည်းချမှတ်နိုင်တယ်ပေါ့။အမကတော့မရဘူး။အကျေးလို့လည်းမရဘူး။ဟုတ်တော့ အတုံးနဲ့ကြောနေတာပေါ့ဗျာကျေးလို့မရဘူးတော်တော်လည်းပဲနောက်ဘက်သဘောတူနေရိုးသွင်းမှာတင်းလို့ရတယ်ပေါ့ဗျာတင်းလို့ရတယ်ဆိုလည်းပဲကျွန်တော်တို့ဟိုလိုက်ခဲတဲ့အမှုတွေမှာပတ်စံတက်နိုင်တဲ့အမှုတွေကြာရင်ကတလာလောက်နေရိုးသွင်းလို့ကြာတာပဲအဲဒါမဲ့လို့မလွတ်တော့ပြစ်တံတက်တာလည်းပေါ့ဗျာရိုးသွင်းမှာတင်းလိုက်တဲ့ကြာလွတ်တော့မသွားဘူးဗျာသူရိုးသွင်းမှာကြာလို့ဆိုအရင်လိုက်ရတယ်ပတ်စံလည်းအရင်ကုန်တယ်အရေကထောက်ခံတယ်ဥရေကထောက်ခံတယ်နောက်ဆုံးတရားဝင်ရောက်တယ်တရားဝင်လည်းသဘောတူလို့မှာဗျာပြီးရိုးသွင်းလာတင်းမဲ့လူတွေအများကြီးပြရတာအဲ့တော့ဒါလက်စားလို့အကောင်းတဲ့အမှုမျိုးတွေဆိုတာကျွန်တော်အဲ့ဒါပြောတာပေါ့နောက်တစ်ခုကဘာလဲဆိုတော့ ပိုင်ရှင်ပေါ့ဗျာဆွဆွတဲ့လူကဘာကျူးလွန်ထားလဲဆိုတော့ electronic ရောဥပဒေကျူးလွန်ထားတယ်။အဲဓာတ်ပုံတွေရိုက်ရိုက်ပြီးတော့ဒီမှာတင်နေပေါ့ဗျာ။အဲအဲ့ဒါကြတော့မလုပ်ရဘူးဗျာ။အဲ့ဒီဥပဒေက34ဂါကြီးအရဆိုလို့ရှိရင်တစ်နှစ်ကနေ3နှစ်ထိကြာနိုင်တယ်။မွေတန်30ကနေတော့တရာထိချနိုင်တယ်ဆိုတဲ့ခါကြမှာ3နှစ်ဆိုတော့ဘယ်အမှတ်ကမရနိုင်။အမှတ်ကမရနိုင်။သို့တော်လည်းပဲဒီအတိုင်းမဟုတ်လား။ဘူးပဲသတိတွေထွက်နေရုပ်သိမ်းလုံးကတင်လိုက်ပြီးပြီးသွားပြီးလွတ်သွားပြီလို့ဆိုတာ။အဲ့ဒါဆိုရင်တော့သူရုပ်သိမ်းလုံးကတင်သည့်တိုင်အောင်လည်းတရားအောင်တော့တရားအောင်ပဲလေ။တရားအောင်တရားပြီးခွင့်ပြုမှရပါဘူး။ ဟိုဒီလိုဥပဒေကလွတ်ပြီးလို့မရဘူးလူကြီးကအဲ့လိုရှိတာပေါ့ဗျာဟိုဒီကိစ္စမှာအမှားတော့တရားဥပဒေကအတိနေတာပေါ့ဗျာအပြီးတော့အစင်းရတဲ့လူဆိုနှိမ့်နေရိုက်တယ်ပတ်ပြစ်တယ်ဘာဖြစ်လဲဒီပတ်ဆိုင်ရှင်တတ်လို့ရတယ်အဲ့ဒီအတွေးခေါ်တယ်ပေါ့ဗျာတရားဥပဒေမစိုးမိုးလို့ဒီလိုဖြစ်တယ်ဆိုကျွန်တော်ဒီလိုလဲဟိုမှတ်ချက်ပြလို့ရပါတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုကခလေးကိစ္စပေါ့အခုအမှုတဲ့ဥပဒေကြောင့်အရအေးအေးယူမှုထောင်နှံတသက်တကျွန်းအထိဖြစ်နိုင်ခြင်းလှိုင်းတရားဖြစ်စဉ်နဲ့ပတ်သက်ပြီးထိတ်တန့်ရှိနေကြီး ဦးကြီးမြင့်ကဆိုင်းရှင်ဒေါ်ဝါဝါခိုင်ဤလုံရက်သည်ရာဇဝတ်မှုဤပြင်းထန်သည့်အဆင့်ကိုရောက်ရှိသွားကြောင်းတုံ့တက်ခဲ့ပါသည်။ရှီနေကြီးဤတုံ့တက်ချက်ဆိုင်းပိုင်ရှင်ဒေါ်ဝါဝါခိုင်သည်ခိုးယူမှုဖြင့်ဆွဆွဲခံရသူအမျိုးသမီးနှင့်ကလေးငယ်ကိုရိုက်နှက်ကြိုးတုပ်ခြင်းအပြင်ရေနွေးပူလောင်အရေးခွန်ခွာမည်ဟုပြောဆိုချင်းချောက်ခဲ့သည့်လုပ်ရများသည့်ပြင်းထန်သည့်ပြစ်မှုများမြောက်သည့်ဖြင့်ထောင်တန်းတသက်တကြုံအထိချမှတ်ခံရနိုင်သည့်အခြေအနေကိုရင်ဆိုင်နေရကြောင်းထောက်ပြလိုက်ပါသည်။လက်ရှိအခြေအနေ လက်ရှိမှာဆိုင်ရှင်ဒေါ်ဝါဝါခိုင်နဲ့ခိုးမှုဖြင့်ဆွဆွဲခံရသူနှစ်ဖက်လုံးကိုရဲစခန်းတွင်ထိမ့်သိမ်းထားပြီးစစ်ဆေးမှုများပြုလုပ်နေပါသည်။နှစ်ဗီဒီယိုဖိုင်မှတွေ့ရှိရသောအလွန်ကြုံစိတ်ခံစားမှုလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့သည့်ဗီဒီယိုဖိုင်တွင်ဆိုင်ရှင်ဒေါ်ဝါဝါခိုင်၏ပြောဆိုပုံမှာအလွန်မင်းစိတ်လိုက်မှန်ပါဖြစ်နေသည်ကိုတွေ့ရသည်။ဆိုင်ရှင်၏ပြောဆိုချက်ငါကမိုက်ရင်သူများထပ်မိုက်တယ်ဟုဂျိမ်းမောင်က ရေနွေးပူသွားယူသွားရေနွေးပူကိုခေါင်းကနေလောင်းချလိုက်မယ်နောက်လုံးလို့မရအောင်လို့ကလေးပါလောင်းချပြင်မယ်ဟုပြောဆိုခဲ့ခြင်းကပြည်သူများ၏ဒေါသကိုပိုမိုဆွတ်ပေးခဲ့သည့်လူမှုကွန်ရက်၏တုံ့ပြန်မှုဖိန်ဆိုလီအမည်ဖြင့်အကောင့်ပိုင်ရှင်တဦးကဆိုင်ရှင်၏လုပ်ရက်ကိုပြင်းထန်စွာပြစ်တင်ဝေဖန်ခဲ့ပြီးဆေးဖြစ်ချင်ုံ TikTok ရိုက်ချင်ုံနဲ့ကလေးကိုဂယုမဆိုင်ပဲလှုပ်ချင်ရလှုပ်ခဲ့သည်ဟုဝေဖန်ခဲ့သည့်ရင်းကမကျေနပ်ရင်ရဲလက်အပ်ပေးပါပြောနေတာကိုကိုယ်တော်နဲ့စီရင်ဆုံးဖြတ်ခဲ့ခြင်းပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါသည် ပါတော့ကလေးอ่ะဟိုတချို့လည်းပြောနေတာသူ့ကလေးမဟုတ်ဘူးစသည်ဖြင့်ဒါကတော့ထားပေါ့ဒါပေမဲ့ဒီကလေးငားတဲ့ကိစ္စဆိုလည်းကျွန်တော်ကြားရတယ်အဲ့ဒါအဓိကတော့တောင်းရမ်းတဲ့အခါမှာပေါ့နော်ကလေးလေးငငယ်လေးတွေနဲ့ခေါ်ပြီးတောင်းရမ်းဟိုပို့ပြီးတော့ဂယုဏတက်ပြီးထဲကြတဲ့သဘောမျိုးပေါ့နောက်တစ်ခုကအဲ့လိုကလေးလေးတွေကိုပဲအဲ့လိုဟိုတောင်းစားခိုင်းတဲ့ဂိုင်းတွေလည်းရှိတယ်ပြောတယ်ဆိုတော့ဒီကိစ္စတွေကိုဆရာဥပဒေကြောင့်ကကြည့်မယ်ဆိုဘယ်လိုမျိုးဒါတွေကဟိုပြစ်မှုမြောက်တယ်လို့ပြောလို့ရမလဲအပြစ်မှုမြောက်တာပေါ့ကလေးတွေငယ်အခွင့်အရေးများဆိုင်ရာဥပဒေထဲမှာအဲ့လိုကလေးကိုလုံးငှားပြီးတော့တောင်းစားခိုင်းတာပေါ့ဗျာ အဲ့လိုမျိုးတွေကလေးကိုအကြံဖက်တာတွေအပစံတောင်းလို့မရရင်နှိမ့်ဆက်တာတွေအဲ့ဥတွေအတိအကျပြတ်တာထုံထာနေချမှတ်တာပစံတောင်းလို့မရလို့ရိုက်တာကလေးကိုငှားပြီးတောက်ခိုင်းတာအဲ့လိုမျိုးတွေကိုအဲ့မှာကလေးသူငယ်ဥတွေမှာတော့အတိအကျပြပြတ်ထန်တာတဲ့အဲ့ဒါထုံထာနေဘယ်လောက်ချမယ်ဘယ်လိုမျိုးဘယ်လောက်ချမယ်ဆိုတာကလေးအကြံဖက်မှုဥတွေလို့ခေါ်ကလေးသူငယ်အကြံဖက်မှုရောက်တယ်လို့အဲ့ဒါကိုတတ်မှတ်တယ်ဥတွေကတော့ဥတွေကတော့အတိအကျပြတ်ထန်တာပဲဗျာဒါမလို့တိရတိုင်းပဲလေရဲရလည်းရဲလို့မလို့အောင်လေခုနကပြောလို့ကလေးသူငယ်ဥတွေတောက်စားနေကြတာလေကလေးသူငယ်ရအရေးကြီးပါလေရဲကအတွေ့အကြုံမှာဖမ်းရမှာ ဖမ်းပြီးတော့လက်ကလေးကိုလက်ထိပ်တော့မခဘူးပေါ့ပြအကဖမ်းပြီးတော့အမင်းတို့သူတို့မေးရမှာပေါ့ချော့မဟုတ်ဘူးမင်းတို့ဘလို့တောက်ခိုင်းတာလေအဲ့လိုလုပ်ပြောရင်ကလေးကိုတော့တက်တယ်ပေါ့ဗျာတော့တောင်းစားခိုင်းတဲ့လူတွေကိုခင်ဗျဖမ်းရမှာဖမ်းပြီးထောင်းချရမှာအကြောင်းဖက်ဥရရကြီးလေးတဲ့ပြစ်တံပေးရမှာအဲ့ဒါတွေကဥရပြတ်ခံမိသားဥရရအညီယူမှာလေအမှုစရေတွေကတိကျမတိဆောက်နိုင်ဘူးဗျာတိကျမလုံနိုင်တော့ဘူးအဲ့လိုတရားဥပဒေကဘလို့စုံမှုရမှာလေဗျာအဲ့လိုဖြစ်တယ်ဗျာ ဟုတ်ကဲ့ဒါနဲ့ဆက်ဆက်ပြီးနောက်ထပ်ဒီလူမှုဝန်းကျင်မှာဖြစ်နေတဲ့ကိစ္စတခုပေါ့အဲ့ဒါကတော့အခု social media ခေတ်ဆိုတော့အခုလိုမျိုးဖြစ်ပြီဆိုရင်ဗကလေးဘက်ကစာနာတယ်ပေါ့နော်စာနာတဲ့အတွက်ဟိုဥပမာသတင်းဌာနတွေပရဟိတတွေကတွားပြီးလှူကြတယ်တန်းကြတယ်ဗီဒီယိုတွေရိုက် line ပေါ်တင်စသည်ဖြင့်ဟိုနာမည်ကျော်တဲ့အဆင့်ထိအောင်တချို့ဖြစ်သွားတာမျိုးလည်းရှိတယ်လို့ပြောကြတယ်လေဆိုတော့အဲ့ဒီအစင်လာဟောဆရာဘယ်လိုမြင်လဲဘူတော့ကတော့ဒါအကောင့်နဲ့လုံငန်းဆိုပြီးတာတို့ခေါ်ကြတာပဲတာတို့ခေါ်ကြတာလူချင်းချင်းဆောက်ရှောက်တယ်ဆိုတော့ကြတော့နောက်ပိုင်းကျတော့ဟိုပရဟိတတွေ ဟိုဆယ်လီဖြစ်တာတို့သူကလည်းဝင်ပြီးတော့လှုပ်ရှားတာတို့အဲနောက်တစ်ခါအဲ့လိုပေါ့ဗျာအဲ့မှာကိုကိုညို့တွေတိဆောက်တာတို့ဆိုတာဒီအဲ့လိုပါလာရင်တော့မကောင်းဘူးပေါ့ဗျာအဲ့လိုဟာမျိုးတွေတချို့လည်းမကင်းကြဘူးလေအဲ့လိုဖြစ်တဲ့အခါကျတော့သူတို့ကအဲ့လိုတာလူခေါ်ရမှာလားဟလာဟာတခါလဲသူတို့ကိုပဲအပြစ်တင်ရမှာလားတောင်ရှုံချရမှာလားဆိုတာလူတို့ကလည်းမမဝေခွဲနိုင်တော့ဘူးပေါ့ဗျာတိုးတိုးလေးကလေးကိုတနာတယ်တဆင်းရဲ့နောမနဲ့လူတွေဆင်းရဲနမ်းမတဲ့လူတွေကိုအပေါ်စည်းနဲ့အရန်ပြောတယ်ဆိုတာမျိုးတော့မကြိုက်ဘူးပေါ့ဗျာဒါတော့ဟုတ်လားဒါတော့လူသားတွေပဲလေ ဲ့တော့အခုလက်ရှိကာလာကြီးမှာပေါ့နော်အချိန်တွေအားလုံးလည်းအားလုံးတော့တည်ပြီးသားပါဒီဥပဒေစိုးမိုးရေးအတွက်ကိုဆရာဘယ်လောက်ထိမျှော်လင့်လို့ရအောင်မလဲဒီတိုင်းပဲသွားနေမှာလဲဟိုဘာတွေလုပ်ဖို့လိုမလဲဆရာအဲ့ဒါလေးတွေနောက်ဆုံးနေနဲ့သုံးသပ်ပေးပါလားဟိုဗစ်တိုရီယာအမှုလဲကျွန်တော်ဒီလိုမှာဗစ်တိုရီယာအမှုပဲပဲနောက်ဆုံးကျွန်တော်မနာကြီးကိုယ်တိုင်ဒီကိစ္စအစ်ဝင်စားပြီးတော့အမှန်တိုင်းဖြစ်စေအောင်လုပ်ထားပဲဒါလိုမှရအောင်စိတ်အုပ်စုကအလုံးရင်းနဲ့ဖိတဲ့အခါမှာကျွန်တော်အဲ့ဗစ်တိုရီယာအမှုကပျောက်သွားတာပဲပျောက်သွားတာပဲဘာဖြစ်တော့အဲ့လိုဖြစ်တာပေါ့ဗျာအဲ့အဲ့လိုအဲ့ဒီအတွေ့အကြုံလေးကဒီမှုလည်းပဲကျွန်တော်ထင်တယ် ဒီလိုပဲငွေဒါလောက်နဲ့အယုသိန်းမှာတင်နေပါညာဆိုပြောငွေဒါလောက်နဲ့ပြီးသွားမယ်ဘူးမျိုးမကြင်လွတ်သွားလိမ့်မယ်အဲ့ဒုလည်းကျွန်တော်နေနေရတယ်